င်္ဂလာပါ Mommy's Pregnant Home Prenatal and Pregnancy Series မှာကြိုဆိုပါတယ်ဒီ back က update လေးကတော့ week 4ဖြစ်ပါတယ် week 4မှာဆိုလို့ရှိရင်တော်တော်များကအာဒီဟာယာလီလာမယ့်ချိန်ပေါ့နော်အချို့ကြတော့လေတေချာယာလီမန်တဲ့ခါမျိုးမှာဒီလိုချိန်မျိုးမှာ miss ဖြစ်နေတာမျိုးတရက်တရက်လောက် miss ဖြစ်သွားရင်ပဲကိုဝင်ဆောင်နေလားဆိုတာကိုသူတို့တတိယရှိရတဲ့ကြောင့်မလို့ကိုဝင်ဆောင်ဒီ test the pregnancy testing နဲ့ sensitive ပြီးတော့ကိုဝင်ရှိမရှိဆိုတာသိနိုင်တယ်အချို့ကြတော့လေနောက်ထပ်တစ်ပတ်နောက်ပတ်လောက်ဆောင်ပြီးတော့မှတေချာသွားအောင်လို့ကျွန်မ pregnancy test ကိုဆက်ပြီးတော့စစ်တိုင်းတာမျိုးလေးလည်းရှိတယ်ပေါ့เนาะကျွန်မလှည့်တော့ကတော့ကျွန်မ regular ဖြစ်တဲ့ခါကျတော့ကျွန်မဒီ week 4မှာနေမယ်အဲကျွန်မကိုဝင်ရှိမရှိဆိုတော့တန်းပြီးတော့သိခဲ့တယ်ပေါ့เนาะဒါပြီးတဲ့ခါမှာကျွန်မတို့ကဘာလို့ဒီချိန်မှာဘာလေးဖြစ်နေလဲပေါ့เนาะကလေးကအဲ့ဒါလေးကြည့်အောင်ဒီချိန်မှာခုနကလိုပဲကလေးလေးကဒီတအိမ်နေရမှာလာပြီးတော့ကတ်နေပြီးသွားပြီပေါ့เนาะတအိမ်နေရမှာလာပြီးတော့ကတ်နေပြီးသွားပြီဆဲတွေကလည်း၄ခုကနေအဲ၈ခု၈ခုဆက်၆ဆက်ဖြစ်အဲ့လိုမျိုးမြဲမြဲပွားနေတဲ့အချိန်ဖြစ်နေပေါ့เนาะဆိုတော့တဖြည်းဖြည်းနဲ့ကလေးကကြီးပွားလာပြီကိုကလည်းအဲ့ချိန်မှာဘာကြီးလုံးလို့ရ မလဲဆိုလို့ရှိရင်လုံတဲ့ဆောင်ရွက်ဆောင်ရွက်တွေကတော့တူတူပါပဲရှေ့ပိုင်းမှာပြောခဲ့သလိုပဲအရက်တောက်တာတို့စိတ်တောက်တာတို့စေးဝါးသုံးဆွဲတာလို့ safe မဖြစ်တဲ့ပေါ့နော် chemical safe ပေါ့အထူးသဖြင့်ကျမတို့အနောက်နိုင်ငံမှာဆိုလို့ရှိရင်ဒီ pesticide ပေါ့ပေါ့တန်ရှင်းလုပ်တဲ့အခါမှာ spray လုပ်တဲ့ဟိုဟာရှိရဲ့လीနော်အဲ့ဒါလေးကိုဒီချာလေးစနစ်တကျဘယ်ဟာတွေက safe ဖြစ်လဲမဖြစ်လဲဆိုတာကိုကြည့်ပြီးတော့ဒါကသုံးဆွဲတဲ့နေပြီပေါ့နော်အစောရဲကကိုကကိုယ်ဝင်မဆောင်ခင်တည်းကကြိုပြီးတော့ safe ဖြစ်တဲ့ chemical safe ကိုရှောင်လာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ပြီး လို့ရှိရင်ကျမမဟုတ်လို့ရှိရင်ကျမတို့ကဒီကလေးဒီရွယ်မာတွေอ่ะပေါ့เนาะဟိုကိုကတခုခု ဒီစားတောက်တာတွေမှားခဲ့မယ်မ safe ဖြစ်တဲ့ခမကိုစင်းနေဆိုရင်အဲ့ကလေးကအဲ့ချိန်မှာတည်းကပါသွားပြီးနေပြီပေါ့နော်တခုခုဖြစ်တာကလေးမှာ defect ကပါသွားပြီးနေပြီဆိုတော့ဒီချိန်မှာအဲ sona လို့မျိုးအရန်ပူရာကြီးလဲရှောင်ကျင်တဲ့နေအဲနောက်တစ်ခါကျမတို့ရှေ့ပိုင်းမှာတည်းက prenatal တောက်လာတယ်တောက်လာခဲ့တယ်ဆိုလို့ရှိရင်ကျမတို့ကဒီ neural tube defect ပေါ့နော်ဒီဒီအုံနောက်မှာ neural tube ပြဿနာလေးတွေကသက်သာမယ်ပေါ့မဟုတ်လို့ရှိရင်ကျတော့ကျမတို့ကအရန်ပဲပူရာတွေအပူတဲ့နေရာတွေတွားတယ်စောနာတွေတွားတယ်အဲနောက်တစ်ခါစားတောက်က လည်းခုနဆလိတ်သေးတောက်ရက်သေးတောက်တွေဆိုလို့ရှိရင်ဒါတိတ်ပဲ safe ဖြစ်မလဲပေါ့နော်ဆိုတော့ဒါကဒီ week form မှာဘယ်လိုမျိုးလေးဖြစ်နေပြီလဲဆိုတော့ပြောပြတာကလေးရဲ့အရွယ်ကရောဘယ်လောက်ရှိနေပြီလဲဆိုလို့ရှိရင်ဒီရွယ်မှာကလေးရဲ့အရွယ်က puppy C puppy C ဆိုတော့တကယ်ကိုတသေးနှမ်းစီလောက်ပေါ့နော်နှမ်းစီလောက်အရွယ်လေးဖြစ်နေပါပြီအာဒါကလေးရဲ့ပုံစံလေးပေါ့နော်ဆဲလုံးလေးပဲရှိပါသေးတယ်နှမ်းစီအရွယ်ဆဲလုံးလေးပါအာမိဘကရောဘယ်လိုခန်းစားချက်တွေရှိနေလဲဆိုရင်ရှင်ဘိုင်းမှာပြောခဲ့သလိုပဲအဲကိုဝင်ဆောင်တဲ့လက္ခဏာနဲ့ဟိုဒီ ီယာတီလာကန်ဒီမှာဖြစ်တဲ့လက္ခဏာကတော်တော်လေးတူပါတယ်။အဲပါလဲဆိုလို့ရှိရင်ကျမတို့အရန်ပင်မနှွမ်းရလားတို့အဂျင်လိုလိုမူဝေတလိုလိုဖြစ်တာမျိုးတွေဘိုက်ကအောင်တာပေါ့နော်ဒီအိနာအာဒီဝမ်ဘိုက်ကအာအောက်ပိုင်းနာအောင်တာမျိုးလေးတွေရှိတယ်။ရင်သားတွေနာကျင်တာမျိုးလေးတွေလည်းရှိတယ်။အဲတခါကြီးကြလို့ရှိရင်ခုနကမူဆွင်းတွေပေါ့အဲကလည်းစနေပြီးချွေရဟော်မုန်းတွေစပြီးတော့ပြောင်းလဲနေပြီး ACG တွေတက်လာပြီးဆိုတဲ့အခါမျိုးမှာအဲကျမတို့ကဟိုစိတ်ကပျော်လိုက်ရမ်းနေဝမ်းနေသွားလိုက်ဒါမျိုးဖြစ်တဲ့မူဆွင်းတွေပေါ့နော်။အဲဟာလေးတွေကလည်းစပြီးတော့ ရှိနေပြီအဲကျွန်တော်ရှိပိုင်းမှာ period tracker လို့ခေါ်တဲ့ p tracker ဒီ app လေးကို download လုပ်ထားမယ်ကိုကအဲ့အမျိုးလေးနဲ့ track လုပ်နိုင်မယ်ဆိုရင်အဲ့ဒီဟာမှာလေကျွန်တော် emotion တွေကို track လုပ်လို့ရတယ်ပေါ့နော်ဒီနေ့ငါဘလို့ဖြစ်လို့ဒေးတိုင်းစိတ်မကောင်းဖြစ်နေပါလားဒီနေ့ဘာလို့ငါဒေါသကြီးရှိနေပြီပါလဲဆိုတဲ့ပုံစံမျိုးကိုပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့စပြီးတော့ track လုပ်လို့ရနေပါပြီတော့ဒီအချိန်မှတွေကစပြီးွားတော့ဆိုရာတကယ်လို့မှဒါဒီအချိန်မှာ pregnancy test က positive ဖြစ်တဲ့ဆိုလို့ရှိရင် congratulation တကယ်လို့မှ pregnancy test ကလည်း positive မ ဖြစ်သေးဘူးဒါပေမဲ့ရာသီရလည်းမလာသေးဘူးဆိုလို့ရှိရင်ဆက်ပြီးတော့နောက်တစ်ပတ်လောက်စောင့်ကြည့်ပါအဲအဲ့ချိန်မှာပြန်ပြီးတော့စစ်ပါပေါ့နော်တကယ်လို့မှဒီဘက်မှာလည်းဒီလမှာလည်းကိုဝင်မရှိခဲ့ဘူးအဲရာသီလည်းဒီ week 4မှာလာခဲ့တယ်ဆိုလို့ရှိရင်လည်းစိတ်မပြတ်ပါနဲ့နောက်လာတွေမှာ subscribe ပါနော်โอเคအဲ့ဆိုရင် week 5ကြမှာတွေ့မယ်ဘိုင်